ဂျာကာလာပညာရေးကျောင်းအလုံးကိုခေတ္တပိတ်ထားဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးဝန်ကြီးဌာနကမေလ25ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်လာတာပါစစ်ကောင်စီကစာသင်ကျောင်းတွေဆေးရုံတွေစတဲ့လူစုလူဝေးရှိတဲ့နေရာတွေနဲ့ဒီအယက်သားနေရာတွေကိုပြစ်မှတ်ထားပြီးတော့လေကျောင်းကနေတိုက်ခိုက်နေတာတွေကြောင့်ကျောင်းတွေအလုံးကိုပိတ်ထားဖို့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ်ပညာသင်ကြားနေတဲ့ဒီအခြေခံပညာပြည်သူအခြေပြု ပညာရေးကျောင်းတွေပြီးတော့ဒီအဆင့်မြင့်ပညာရေးကျောင်းတွေနဲ့အသက်မိုးဝမ်းကျောင်းဆိုင်ရာပညာရေးကျောင်းတွေအားလုံးကိုယာယီပိတ်ထားဖို့ညွှန်ကြားထားပါတယ်စစ်ကောင်စီကစာသင်ကျောင်းတွေဆေးရုံတွေကိုလေကျောင်းကနေနီလန်းမျိုးစုံတုံးပြီးတော့ဘုံကျဲတိုက်ခိုက်တာဆက်တနက်တွေနဲ့ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်တာမျိုးနောက်ပြီးတော့ဒီတာဝေးပြစ်လက်နက်ကြီးတွေနဲ့တိုက်ခိုက်တာမျိုးတွေလုပ်ပြီးတော့စစ်ရာဇဝမှုကိုနေတိုင်းကျူးလွန်နေတယ်လို့ NUG ကဆိုပါတယ် ကလေးတငယ်တွေဆရာဆရာမတွေနဲ့ပြည်သူတွေအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုဖြစ်စေရေးအတွက်အခုလိုမျိုးကြောင်းတွေပိတ်ထားဖို့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ်